အရခတတော်အေးတင်ပိုက်ထိန်းချုပ်ထားတဲ့တန်တွဲမျိုးနဲ့အတွင်းကနေနေရမပြောင်းနိုင်သေးတဲ့စပေးရှောင်းဥယျာဉ်9000နီးပါးအတွက်ဆန်နဲ့စားနဲ့ရိတ်ခါတွေအရေးပေါ်လိုအပ်နေတယ်လို့ကုညီဆောင်ရွက်ပေးနေသူတွေကပြောကြပါရယ်ဆန်နဲ့ရိတ်ခါတွေပြက်လက်နေလို့တချို့တောင်းရန်စားတောက်နေကြရတယ်လို့ဆန်ပြုတ်တောင် ပုံမှန်မစားနိုင်ကြတာတွေကိုလည်းတွေ့ရှိကြရတယ်လို့ငပလီကန်းချေစူပေါင်းပရာဟီတာအဖွဲ့ရဲ့မြေပြင်တာဝန်ရှိသူတယောက်ကနရင်းစရာကိုပြောပါရယ် စစ်တပ်ရဲ့လေကြောင်းနဲ့ရေကြောင်းအန်ဒီရဲ့ကြောင့်နေရမပြောင်းနိုင်သေးတဲ့တန်ရဲမြို့နယ်တောင်ပိုင်းကအဲ့ဒီစစ်ဘေးရှောင်ဥယေ9000နီးပါးကိုအလွန်ငယ်ရရှိမှုနေပါလာတဲ့အတွက်စာနယ်ရိတ်ခါထောက်ပံ့ကူညီဖို့အခက်အခဲတွေရှိနေတယ်လို့သူကဆက်ပြောပါရယ်။လက်ရှိမှာစောင်းဝင်လာပြီးဖြစ်တာကြောင့်စောင်းနဲ့အနည်းထွေတွေလည်းအရေးတကြီးလိုအပ်နေပေမယ့်ဝန်ရည်ကတော့အ धिक အခက်အခဲဆုံးဖြစ်နေတယ်လို့သိရပါရယ်။ရေလုံငန်းနဲ့အဓိကအတံမွေးဝန်းချောင်းပြူကြတဲ့တန်ရွဲမျိုးနေကိုအေးအေးကတင်ပိုက်ထားပေမဲ့ စစ်တပ်ရဲ့လေကြောင်းနဲ့ရေကြောင်း NDA တွေကြောင့်နေရမပြောင်းနိုင်ကြသေးပဲလုတ်ကင်စားတော့ဖို့အတွက်ခက်ခဲနေကြတာဖြစ်ပါတယ်။